အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကသော်ရဲ့ဥပဒေသလန်းများ အကသော် official youtube channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီကနေ့မှာ တင်ဆက်ပေးဖို့ရေးချဲ့ထားတဲ့သလန်းကောင်းလေးကတော့ဆရာအကသော်ကိုရန်ရေးသားထားတဲ့ဇုံတိဥပဒေနဲ့အကုန်တိုင်းအင်းအတွဲတက်စာသင်32ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီသလန်းလေးကိုတော့ကျွန်တော်လင်ကကြောင်းမှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့သလန်းလေးကိုမတင်ဆက်ပေးခင်မှာလေးကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနောက်ဆင်ရင်အားပေးကြပါဦးနော်ရွာဆိုတော့လေအမှုများတာပေါ့ဗျာအထားရင်ဘယ်ကောင်းမလဲဗျတို့တို့ဖေကတကြီးဆိုတော့ရွာမှာဖြစ်သမျှအမှုတွေအကုန်လုံးကတို့တို့အိမ်ကိုရောက်လာတာပေါ့ဗျာအဲတခါလေးဆိုရင်မနေ့စောကြီးပဲလင်မယောက်꿰မဲ့ကွာမဲဆိုပြီးတော့အိမ်ကိုရောက်လာကြတာဗျာပြီးရင်အိမ်မှာလာပြီးတော့ဆဲဆိုနေကြပြန်အဖေကနားချပြီးတော့ပြန်လှုပ်လိုက်ရင်တော့ယောက်ျားမားပါတယ်မိန်းမအမားပါနဲ့လက်ချင်းတွဲပခုံးချင်းဖက်ပြီးတော့ပြန်သွားတော့တာပဲဗျာ အနောက်ဘက်တော့ဟိုလူနဲ့ဟိုလူကရန်ဖြစ်လို့ဆိုပြီးတော့ဒုံဆွဲဓာဆွဲဆိုရင်လည်းအဖေကပါရပြန်ပြီဗျာအကျုပ်တရီထားမိတာကတော့အဲ့ဒီလိုဓာရဲတပြားပြားနဲ့လူတွေကတခါမှဓာခုံမှုဖြစ်တယ်လို့မကြားပါဘူးဗျာဟိုဟောင်းလုံးနဲ့ခွေးကမကြိုက်ဘူးဆိုတဲ့စကားလိုပေါ့ဗျာအတကယ်တမ်းရောမှဓာထုံးမှုတို့ဓာခုံမှုတို့ဖြစ်ရင်တော့ကျုပ်တို့မထင်ထားတဲ့လူတွေကြီးဖြစ်တာအဲ့ဒီလိုရွာမှုကိုတကြီးပတ်တော့ကျုပ်တို့အိမ်မှာလည်းအမှုကမဆဲနိုင်ဘူးပေါ့ဗျာ အသက်တရာမနေရအမှုတရာပွေရဆိုတဲ့စကားလည်းရှိတယ်မဟုတ်လားအကိုကြီးကတော့အရင်အဖေရဲ့လက်ထောက်ပေါ့ဗျာအဲသူကအိမ်လောင်ကြပြီးတော့ကလေးတွေမွေးသွားတော့အဖေရဲ့တကြီးလက်ထောက်နေရကျုပ်ဘုံမဟုတ်ကြလာတော့တာပဲပြုအတညက်နေတော့ကျုပ်တို့ရွာပြင်မှာပေတော့ရွာလူမိုက်တွေနဲ့ကျုပ်တို့ရွာလူမိုက်တွေနဲ့ရဲကြပါလိရောဗျာပေတော့ရွာဆိုတာကျုပ်တို့နဲ့ဘေးချင်းကပ်ရွာပါဗျာဟိုအဲ့ဒီနေရနှွေးခေါင်ခေါင်ကြီးဗျတကူလာတော့ဆိုကျုပ်တို့ကရာမဆိုင်တော့ဘူးလေအောက်ရေကလည်းခမ်းပြီးဆိုတော့အလုပ်ပါသွားတဲ့အချိန်ပေါ့ဗျာ ကျုပ်ကလည်းစာဖတ်ဝန္ဒနာပါတာဆိုတော့စောက်လေးတုပ်ဖတ်ပြီးတော့နှက်နေတာပေါ့ဗျာအဲဒီအချိန်မှာပဲရွာကျောင်းသားလေးရရွာတွေကနေပြေးလာတယ်ဗျဟိုတကြီးရရွာပြင်မှာလူမိုက်တွေရဲကုန်ကြပြီဗျအဖေကလည်းသတင်းကြားတာနဲ့ပစိုးပြင်ဝေးပြီးတော့ခမောက်တစ်ခုကိုစောင်းပြီးတော့ပြေးသွားတာပေါ့ဗျာကျုပ်ကလည်းဒါမျိုးကြတော့ခေါ်ရမလို့ဘူးပေါ့အဖေအထွက်ပြီးဆိုတာနဲ့ကျုပ်လိုတကြီးလက်ထောက်ကလည်းအင်ရှင်ကန်းနေမှာချိန်ထားတဲ့ငှက်ကြီးတော်ဓာကြီးကိုလွယ်ပြီးတော့အဖေနောက်ကနေပြေးလိုက်ခဲ့ရတာပေါ့ဗျာ ။ဟိုဒါလည်းအဖေရဲ့ထုံးစံပြ။အဖေကတခုခုဖြစ်ရင်ကိုလွတ်သွားတဲ့တာ။အရင်တော့ကကျုပ်ကလည်းမသိတော့ဒီတိုင်းလိုက်သွားတာပေါ့ဗျာ။ဟိုတစ်ဖက်ကနည်းနည်းမှမှထန်တယ်ဆိုတော့မှအဖေကကျုပ်ကိုဓာတောင်းတာဗျ။မပါတော့ဘူးဆိုတော့အိမ်ရောက်ရင်အပြောဆိုခံရမိလို့သာမှတ်တော့ဗျ။အဲဒီလိုမျိုးတွေကလည်းနှောကျင်နေပြီဆိုတော့ကျုပ်ကလည်းငှက်ကြီးတောင်ဓာကြီးကိုလွှဲပြီးတော့ပြေးလိုက်ခဲ့တယ်ဆိုပါတော့ဗျ။ပွဲရတော့တော်တော်ကောင်းနေပြီဗျ။လာကြည့်တဲ့လူတွေကလည်းအုံခဲနေတာပဲ။တော်ရလုံးအောင်ကုန်ပြီလက်မှတ်။ကြည့်တဲ့သူတွေကလည်းအနာတော့မကောက်ဝင်ဘူးဗျ။ ဝါနဲ့ရဲလောက်กว่าနေပြီးတော့ကြည်နေကြတာရွာပြင်လက်ပဲမင်းကောအောင်မှာတော့လူမိုက်တွေကဒုတ်တွေနဲ့ရိုက်နေကြတာဗျာနိုင်ငံခြားကကြည်နေရတဲ့အတိုင်းပဲကျောတို့ရွာကာလာသားတွေကလည်းလူမိုက်တွေကိုလှန်နေကြီးဝင်ထိုးမဲ့လုံနေလို့ဓာနေရသေးတယ်အဖေကလည်းကွင်းဆက်ကနေပြီးတော့လှန့်အောင်တယ်ဗျာဟေးအောင်နေငါရွာလာပြီးတော့ဒုတ်တင်းနဲ့လုံအောင်မင်းတို့ကဘာကောင်နေလဲကွာဟမ်မင်းတို့ငါ့ကိုဘာကောင်များထင်နေလဲကွာအဖေအတန်အကျေပင်မဲ့ပွဲကြည့်နေတဲ့လူတွေရဲ့အတန်ကိုမဖုံးဖြစ်နေတယ် ဒါမျိုးရံပွဲကြတော့ရွာလူတွေကဝန္ဒနာပါသားဗျ။ဟိုအခုခေတ်လိုလက်ဝဲပွဲတွေဘာတွေကလွယ်လွယ်ကြည့်မရလေတော့ကြုံကြိုက်တဲ့အခါမှပဲရံပွဲကိုအားပေးရတာဗျ။ဟိုလူကဟိုလူကိုရိုက်ပြီးကွတော်တော်နာမကွာစော်ထားဟိအဲ့လိုမျိုးဘေးနားကြီးရန်တိုက်ပေးနေကြတာဗျ။အဖေကလည်းသူကလည်းဝင်မဆဲရဲတယ်လို့ပဲရွာကလည်းဘသူမှလည်းဝင်မဆဲရဲပါဘူးဗျ။ရံဖြစ်နေတဲ့လူတွေကိုလည်းကြည့်အောင်ဗျ။ဟိုကျုပ်တို့ရဆိုးပေးမိုက်ပေးဆိုတဲ့လူသုံးယောက်ကပေတော့ရထောင်တဲ့လူမိုက်တန်းတိုးတို့သုံးယောက်ကရိုက်နေကြတာဗျာ ဟိုဒီလူတွေကလဲရင်နေပြီဗျကျုပ်တို့သွားဆွဲလို့ကျုပ်တို့ဗာရိုက်ခံရတော့ဘယ်နဲ့လုံးရိုက်ရင်နဲ့ခေါင်းကိုရိုက်ပြီလို့သွေးသိမ်းဖြောက်ထက်တဲ့လူအထွတ်လက်ဖြံရိုးကျိုးတဲ့လူအကျိုးနဲ့ဖြစ်ကုန်တာပေါ့ဗျာအဲ့ဒီအချိန်မှာပဲဥပဒါကြီးကကျင်းလုံးကြီးကိုဟွေးပြီးတော့လူမဲကိုကြားထဲကိုပြေးဝင်သွားတယ်ဗျဟေ့ကောင်လေးရဲလိုက်ကြစမ်းဥပဒါအော်ပြောလိုက်တော့ဟိုလူမဲချောက်ကလည်းငြိမ့်ကျသွားတာဗျအကွင့်မြင့်မှာမလုံးမချက်ကြီးတွေဖြစ်သွားတာပြီးတော့တယောက်ချင်းစီကိုလက်ညှိုးထိုးပြီးတော့ဒူးထောက်ဆန်းလို့ပြောတာနဲ့ အဲ့ဒီလူမိုက်တွေကဒူးထောက်သွားကြတာများဗျာအံဩဖို့ကောင်းလိုက်တာအဲ့ဒီတော့မှအဖေကလည်းကွင်းထဲကိုဝင်သွားတော့ရွာကလာသားတွေကလည်းဝင်ပြီးတော့သူတို့ကိုဖမ်းတော့တာပေါ့ဗျာဖမ်းချုပ်ပြီးတော့ရွာထဲကိုသွင်းတော့လူမိုက်တွေကမငြိမ်ဘူးဗျာတချို့ဆိုရင်အကြောက်ကန်နဲ့ယုံနေကြဒီတော့ယုံနေတဲ့သူဥပဒါကြီးကနှောင်းနေကြီးလွှတ်ရိုက်တာဗျာရရင်နဲ့ဗဇက်ကလည်းသွားသန်းအေးစေးလိုက်သွားသန်းနဲ့ပြောတာဗျာအဲ့လိုအမေမေးပြီးပြောလိုက်တော့မှလူမိုက်တွေကလည်းကျုပ်တို့နောက်ကိုကိုချောင်းချောင်းနဲ့လိုက်လာကြတာဗျာ အဖေတို့လူတန်းကြီးကသွားပြီးတော့ကျုံတဲ့ဥပဒါလည်းအနောက်ကနေလိုက်လာကြတာပေါ့ဗျာကျုံကလည်းဥပဒါကြီးတစ်ခုခုလိုလိုက်တာဆိုတော့သိလိုက်တယ်လေဗျာဟိုပုံမှန်ဆိုရင်တော့လူမိုက်တွေကဥပဒါကိုပြန်စော်မှာပေါ့ဗျာဟိုကျုံတို့ရွာကလာသားအကောင်မောင်းတန်တွေတော့မှဝင်မစဲရတာမဟုတ်လားသူပညာသုံးလိုက်တယ်ဆိုတော့ကျုံသိပါလေဗျာဟိုဥပဒါကြီးဟိုဥပဒါကြီးကဒီကောင်တွေကိုလိုလိုက်တာမဟုတ်လားအေးလေဒီတိုင်းပြောလို့ရမယ်ကောင်တွေမှမဟုတ်တာကွာအဲဒါနဲ့မင်းရောဒီကောင်တွေကိုစော်ကျင်သလားကွာ အာအမလီအမလီမစော်ချင်ပါဘူးဥပဒါယာတို့ကြောင့်သူတို့ကကျုပ်ကိုအညှိုးတေးထားပြီးတော့လမ်းကြုံရင်ပြန်စော်နေပါဦးမယ်ဗျာစော်ချင်စော်သမ်းပါကွာယော့ဒီမှာဟဲ့ဥပဒါလေသူဝိထားတဲ့ရှင်ကြီးအဟောင်းကြီးရဲ့အိတ်ကထဲကနေကျုပ်ကိုတိရွတ်တရွတ်ကိုထုတ်ပြီးတယ်ဗျာဟိုတိရွတ်ဆိုပေမဲ့အပြန်တိုင်းတော့မဟုတ်ဘူးဗျာခောက်ပြီးတော့ချိုးထားလို့၄00ဆက်ဆက်ပုံလေးဖြစ်နေတာပေါ့ဗျာဒီဟာလေးကိုမင်းရဲ့အိတ်ထဲကိုထည့်ထားကွာ ဒီကောင်လေးကိုညသောကောင်မတိုင်ခင်ကြဲတော့ဆိုဆော်တဲ့ကွာမင်းတို့တို့ဘာမှပြန်မလို့စရာဘူးအိုးကွာကုံကုံပြောရင်တို့ဘသူရိုက်လို့ရိုက်သွားမှန်းတော့သိမှာမဟုတ်ဘူးကွာကျုပ်ကလည်းသူပေးတဲ့တရွက်ခေါင်လေးကိုယူပြီးတော့ရှင်အင်းကြီးအိတ်ကထဲကိုထည့်လိုက်တာပေါ့ဗျာဟိုဒါနဲ့ဟိုညသောကောင်ကြော်သွားရင်ရိုက်လို့မရဘူးလားအေးကွာတကောင်ကြော်သွားရင်တော့မလုံးနဲ့ကွာငါတပွဲတို့နီးနဲ့လှုပ်တာအေးရေမောင်ရေ ဟိုပြောထားရတဲ့နဲ့သကောင်ကျော်သွားလို့သွားလို့ရင်တော့မင်းဖြစ်တာမင်းခံရမှာတော့ကွာဥပဒါကြီးကလည်းရေမောနဲ့ပြောတယ်ဗျဟိုဒါနဲ့ဟိုဥပဒါကြီးကရောသူတို့ဘာလို့ရိုက်တာလဲဗျဟိုကြောက်ကိုလည်းဘာလို့ရိုက်စီကျင်လားဒီကောင်တွေကလူမိုက်တွေလေကွာနောက်ပြီးတော့မင်းကလည်းလူမိုက်ကိုရိုက်ဖူးသွားတာဗောကွာကျုပ်ကလည်းဥပဒါကြီးစီကနေအစီရင်ရလာတော့အင်ဦးဆောင်ကြောကြောင်းနဲ့ပြန်လာခဲ့တာပေါ့ဗျာ အင်းကိုကြောက်ရောက်သွားတော့လူမိုက်တွေကိုထိတ်တုံးနေနဲ့ခတ်ထားပြီဗျအချိန်ရလဲညနေဆောင်တော့မယ်လीအလုတ်ကတော့တော်တော်ရှုပ်ရှုပ်ဗျာအရွာတွေကလူမိုက်တွေရဲ့မိဘအုပ်ထင်းသူတွေကိုလည်းခေါ်ရတယ်အပြီးတော့ပေတော့ရွာသကြီးကိုလည်းအကြောင်းကြားပြီးတော့လူမိုက်တွေရဲ့အုပ်ထင်းသူတွေကိုခေါ်ဖို့လူလှော်ရတော့တာပေါ့ဗျာကျုပ်ကလည်းအင်ရောက်တော့တိတ်မြုံသေးတာနဲ့ထိတ်တုံးတန်းလန်းနဲ့ခေါင်းကုပ်နေတဲ့လူမိုက်တယောက်ရဲ့နှုတ်ဆက်ကိုအသာပိတ်ရဲလိုက်တယ်ဗျလူမိုက်ကတိတော်တိပုံမပေါ်ပါဘူးဗျကျုပ်ကလည်းနောက်ထပ်လူမိုက်တယောက်ရဲ့လေကုပ်ကိုဖြောင်းကနေမြင်အောင်အကြိမ်ကြီးရိုက်ထည့်လိုက်တယ်ဗျာ ဟိုလေကုန်းဆိုတော့ထွက်လာတဲ့မိသန်ကြီးကအကျယ်ကြီးဗျကျုပ်ကိုကြီးဆိုရင်ရေချိုးနေနေကျုပ်ကိုအံ့ဩပြီးတော့ကြည်နေတာဗျကျုပ်ကလည်းအင်အားလူတွေကြည်နေတော့လူမိုက်တွေကိုပို့ပြီးတော့ရိုက်နှက်ပြတာဗောဟေ့လဲကောမင်းမင်းဒီကောင်တွေကိုတော့ရိုက်မနေနဲ့မင်းတို့ကတို့ကရန်ချိုးထားနေဦးမယ်ကွာအော်မာဒီလိုလူမိုက်တွေတော့ကတော့ကျုပ်ကတဏှာတယ်ဗျတဏှာတယ်ကျုပ်ကလည်းစကားပြောရင်းနဲ့လူမိုက်တွေကိုသုံးလေးကြလောက်နပံပိတ်ကျင်းလိုက်တာဗောလူမိုက်တွေကိုနှိမ့်ဆက်နေတဲ့ကျုပ်ကိုအဖေကမျက်မုံးကျိုးသွားတယ်ထင်ပါရဲ့ဗျ ဟဲ့လောက်ကောင်လာသန်းရောင်လာသန်းကျုပ်ကလည်းအဖေကိုပြီးဆိုတော့အဖေနောက်ကိုပြေးသွားတာပေါ့ဗျာကပေတော့ရောက်သွားပြီးတော့တကြီးဆိုးတွေကိုခေါ်လာခဲ့ကွာအေးနောက်ပြီးတော့ဟော်ဒီစာကိုလည်းသူ့ကိုပေးလိုက်ဟုတ်မလားအဖေပေးတဲ့စာရွက်ကလေးကိုခေါ်လိုက်ပြီးတော့ကျုပ်ကလည်းအိတ်ခက်တဲကိုထည့်လိုက်တာပေါ့ဗျာအဖေမပါဘဲနဲ့ခီးမသွားနေဆိုတဲ့စကားကလည်းရှိတယ်ဆိုတော့ကျုပ်ကလည်းကျုံညီကိုခေါ်ရတာပေါ့ဗျာဟိုကျုံညီကလည်းမလိုက်ချင်လို့အကြောက်ကန်ညင်းနေဗျာ အော်ဒီချိန်ကြီးကမှပေတော့သွားရင်ဟိုညာဘက်ကိုရောက်သွားမှာဗောအကိုကြီးရဲ့မလိုက်ဘူးဗျာမလိုက်ဘူးကျုပ်ကလည်းအကြံအိုက်နေတာဗောဗျာအဲနောက်ဆုံးတော့အဖေကစပင်းရှိတဲ့အချိန်ကြီးဆိုတဲ့လူနဲ့လိုက်သွားဖို့ပြောတော့အချိန်ကြီးနဲ့ကျုံနေရသွားပြက်သွားတာဗောဗျာကျုပ်တို့ရွာနေမှာနာမည်တွေရှိတယ်ဆိုပေမဲ့လူတွေကတော့နာမည်ပြောင်းနေခေါ်ကြတာများတယ်ဗျာအရက်ပွင့်ငပုမောင်ပုဂျပုပွဲပေးပြီးတော့အရက်ရှိတဲ့လူကြတော့အချိန်ကြီးလောရှိအဲ့လိုမျိုးနာမည်တွေကိုပေးတတ်ကြတယ်ဗျာ အရှိေးဆိုတဲ့လူကနာမည်အတိုင်းပဲအရက်ရှည်ရှည်ဂလန်ဂလာနေပါဟိုပိန်ရလဲပိန်သေးတယ်ဗျဒါပေမဲ့တောသားဆိုတော့ပိန်ပေမဲ့လဲအတော်ရှိတယ်ပေါ့ဗျသူ့စပင်းကမောင်ပေါ်မှာယောက်ျားစီးပြီဗျကျုပ်ကနောက်ကောင်မှာတင်ပြီးတော့သူကအရှိေးကနေနင်းလာတာပေါ့ဗျပေတော့ရနဲ့ကျုပ်တို့ရရှစ်မိုင်ဝေးတာဆိုတော့စပင်းနေနဲ့45မိနစ်နီးပါးလောက်တောင်ကြားတယ်အဒါတော်မှလမ်းကောင်းနဲ့နှွေကောင်းကောင်းကြီးမို့ပါလမ်းမကောင်းရင်တော့တနအီကျော်နှစ်နာရီလောက်ကတော့အသာလေးကြာပါတယ် အငဲကောမလိုက်ရှင်တာလည်းမပြောနဲ့ဗျာဟိုကျုပ်တို့ရွာထဲကဇရက်တွေကိုကြော်လာတော့နေရဝင်ပြီးနေပြီဗျနောက်ပြီးပို့ဆိုးတာပေတို့ရံနဲ့ကျုပ်တို့ရွာရွာစဉ်အတော်ပြတ်တယ်ဗျဂျားမလူနေတဲ့အဆောက်အုံကိုမရှိဘူးဟိုနောက်ပြီးတော့လမ်းခုလက်တနေရာမှာမယားကြီးပင်ကြီးတပင်ရလည်းရှိသေးတယ်ဗျဟိုစာနဲ့ရေးတော့မူယားကြီးလို့ရေးပေမဲ့ကျုပ်တို့ရဲ့အခေါ်ကတော့မယားကြီးပင်လို့ခေါ်တာဗျအပင်ကလည်းတော်တော်ကြီးပါတယ်ဟိုလူနှစ်ဖက်လောက်ရှိပြီးတော့အမြဲတမ်းအုံအုံမှိုင်းမှိုင်းနဲ့ရှိနေတာပါဗျာ အဲ့ဒီမယားကြီးပင်ကြီးကလည်းသူ့သမိုင်းနဲ့သူရှီပြီးသားဗျအဲ့ဒီပင်မှာနှိမ့်ချုပ်သေးကြီးတကောင်ရှိတယ်တချို့ကလည်းတပတ်လို့ပြောကြတယ်အဲ့ဒီအကောင်ကြီးကအပင်အောက်ကဖြတ်တဲ့လူတွေစီကနေရေတောင်းတော့လိုက်ဆက်လက်တောင်းဖွာလိုက်အစားတောင်းလိုက်နဲ့လွတ်လေရှိတယ်ဗျဒါကြောင့်ပဲပေတော့ရောင်နဲ့ကျုပ်တို့ရောင်တွေကတိတ်ပြီးတော့အဆက်ဆံမရှိဘူးဖြစ်နေတာနေကင်းကြောင်တော်ကြီးတော်မှာပေတော့ကိုတယောက်တည်းတောင်းဝင်တဲ့သူရှားတယ်ဗျဘာလို့လဲဆိုတော့အဲ့ဒီမယားကြီးပင်ကြီးကြောင့်ပဲအရှိကြီးစပိန်နေလာပြီးတော့မိနစ်20လောက်နေတော့အဲ့ဒီပင်ကြီးကိုလှမ်းမြင်နေရပြီဗျာ မောင်ဝံလည်းအတော်မောင်းနေပြီနေဝင်ပြီးပြီဆိုတော့အလင်းရောင်လည်းတော်တော်အားနေနေပြီပေါ့ဗျာလုံးလုံးမိုးချုပ်သွားတာတော့မဟုတ်သေးဘူးဗျာမြင်တော့မြင်နေရသေးတာပေါ့ဗျာကျုပ်ကလည်းအဖေကြီးကိုတွေးလိုက်တော့မှစိတ်ထဲမှာလန့်သွားတာဗျအဲ့တော့လည်းကျုပ်လည်းစိတ်ထဲကနေဘာမှတော့မတွေးပါသေးနဲ့လို့ပဲဆူတောင်းနေရတာပေါ့ဗျာအရှေကြီးကလည်းစပိန်နေင်းနဲ့တောင်းလုံးနေတာကိုကျုပ်ကသတိထားမိတယ်ဗျအရှေကြီးကိုကျုပ်တို့ကအရှေကြီးလို့ခေါ်ပေမဲ့ကျုပ်တို့တဲတော့လင်းကားနဲ့ကြီးတယ်ဗျဟိုကိုရှိဟိုစပိန်ကိုသတိထားနေအောင်တော့ အေးပါကွာဟိုဟိုဟိုရှိမှဟိုမရကြီးပြင်ကြီးနာကိုရောက်တော့မယ်မဟုတ်တာကွာအဲဟုတ်တယ်ဗျအဲ့ဒါဟိုအပြင်ဟုတ်တဲ့တည်းကနေမဖြတ်ဖင်းနဲ့လမ်းတစ်ဖက်ချမ်းကနေကတ်ပြီးတော့ဖြတ်ဗျကြုံပေးတဲ့အကြံကိုအရှိကြီးကလည်းလက်ခံပါတယ်ဗျတိပင်းကြီးနာကိုရောက်တော့တိသာသာကိုဓမျိုးကြီးဖြစ်သွားတာဗျဘလို့ကြီးမှန်းတော့မသိဘူးဟိုအရှိကြီးကလည်းစပင်းကိုမရကြီးပြင်ကြီးအောက်ကမဖြတ်ဖင်းနဲ့လမ်းတစ်ဖက်ချမ်းလှဲပြီးရနေနာကနေဖြတ်နေနေဗျဒီချိန်မှာပဲထူးသန်းတာတစ်ခုကိုတွေးလဲရတယ်ဗျ ။ဟိုကျောက်ကစပင်းကိုခွစီးတာဆိုတော့ကျုပ်ရဲ့မျက်စိဘေးဆောင်သားလေးကနေဖြတ်ခနဲ့တွေးလိုက်တာ။ဟိုမရကြီးပင်ကြီးရဲ့ပင်စင်ကြီးကနေအကောင်ကြီးတကောင်ကဇောထိုးကြီးဆင်းလာတာဗျ။ကျောက်ကလည်းကြောက်လို့လှည့်မကြည့်ပါဘူး။ဒါပေမဲ့မျက်စိတစောင်းနေရဆိုတော့ရိတ်ခနဲ့တော့မြင်လဲရတာပေါ့ဗျ။ဟေ့ကောင်ရေစပိန်လေးပြီဟာကိုရှေကြီးကလည်းစပိန်နေနေနဲ့စပိန်ဘောကနေခုံချနေဗျကျုပ်ကလည်းကယ်ရီယာဘောကနေခုံစင်းလိုက်တာပေါ့ဗျကျုပ်စိတ်ထဲမှာငါတို့တော့သွားပြီဆိုတဲ့ခံစားချက်မျိုးဖြစ်သွားတာပေါ့ ဟိုဆက်ဘင်းကဖုန်နဲ့သွားတာကွာကျုပ်တို့ကလေလှဲလှဲကြောင်းတွေကိုဆင်းလိုက်တော့ဒီလိုရသည်ဆိုရင်လမ်းနေရာဖုန်နေထူနေတတ်တာဗျလှဲလှဲကြောင်းတွေကဖုတ်ဆိုတော့လေတီးတဲ့အတိုင်းပဲဗျဖုတ်ကတပေတူးလောက်ရှိတာဆိုတော့ဆက်ဘင်းရဲ့ဘီးနှစ်ခုသလုံးကလေထိုးရသွားတာပေါ့ဗျာအချိန်ကြီးကလည်းစပိန်ကိုပြန်ဆွဲတင်နေတဲ့အချိန်မှာပဲကျုပ်တို့နောက်ကနေအကွက်ကွက်အတိုင်ကြီးတစ်ခုကိုကြားလိုက်ရ။ငေါ့ဆက်လိုက်တိုက်ပါ။အတိုင်ကြီးကလူသန်းဆိုပေမဲ့စကားကိုတလုံးချင်းပြောတဲ့အတိုင်ကြီးဗျ။ အရှေကြီးကလည်းကြုံတောင်းနေထင်နေတာတဲ့လေ။ဟိုဟိုငါမှတလိပ်ပါတယ်လေကောင်မင်းယူမလား။ကြုံ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 တောင်းတာမဟုတ်ဘူးဗျအကိုရှေကြီးရဲ့။အရှေကြီးကလည်းအနောက်ကိုလှည့်ကြည့်လိုက်ပြီးတော့သူ့မျက်လုံးကြီးကလည်းပြုတ်ထွက်သွားတော့ကျုပ်ကမြင်လဲရတယ်ဗျ။သွေးပြက်သွားတဲ့ပုံပေါ့။ကျုပ်ကလည်းမဝင်မရဲနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့ဆိုရင်ပဲကျုပ်တို့ရဲ့အနောက်မှာကုန်းကုန်းကြီးလုံနေတဲ့တပတ်ကြီးကိုမြင်လဲရတယ်ဗျ။တပတ်ကြီးရဲ့ဒီကုလုံးကိုလည်းအမွှေးချမ်းအရှေကြီးတွေကဖုံးအုပ်ထားတယ်ဗျ။ အရင်မဟိုကြီးတွေကလည်းရေရေဆိုထားသလိုဆေးကက်ကက်ကြီးဗျာဟေးကောင်ကြီးမင်းမောင်ကတော့နေမှာဘာမှမပေါဘူးကွာသွားစမ်းအရှင်ကြီးကအော်လိုက်တယ်ဆိုရင်ပဲအဲ့ဒီကောင်ကြီးကတော်တော်ဒေါသထွက်သွားပုံရတယ်ဗျာအရှိကိုကုန်းကုန်းကြီးတက်လာတာကျောက်ကလည်းကျောက်ကလည်းကျောက်ဒေါသကလည်းထွက်ဆိုတော့ပိတ်အော်ပစ်လိုက်တယ်အော်မဟေးကောင်ကြီးသွားစမ်းကွာငါရိုက်ထဲလိုက်ရကျောက်လဲရွယ်လိုက်တော့အဲ့ဒီကောင်ကြီးကကြောက်နေဗျာတွန့်ပြီးတော့နောက်ဘက်ကိုဆုတ်သွားတာပဲ ကျုပ်တို့ကလည်းစပိန်ဘောကိုတက်ပြီးတော့အမြန်နေဖို့လှုပ်ထားပေါ့ဗျာအရှေကြီးကလည်းစပိန်ကိုအောက်ဆိုင်နေမိမဲ့စပိန်ကမထွက်ဘူးဗျဘယ်ထွက်မလဲဗျာတပည့်ကြီးကကျုပ်တို့ရဲ့စပီးရဲ့အနောက်ဘီးကိုလက်နှစ်ဖက်နဲ့ဆွဲထားတာကိုလက်ကြီးတွေကအရှေကြီးပဲဗျာကျုပ်ကလည်းဘာလို့အောင်မသိတာနဲ့အော်မစပိန်ကိုအခုလှုပ်လိုက်တော့ကျုပ်ပြောလိုက်တော့ခလေးတယောက်လိုပဲဗျာလက်ကိုချက်ချင်းလှုပ်လိုက်တာအဲကျုပ်ပြောတော့ဟိုတော့ကြောက်ပုံရတယ်ဗျစပိန်ကလည်းဗျာဘာဖြစ်တယ်မသိပါဘူး ဟိုနေလိုက်တကြည်ချင်းတကြောင်ကြောင်နဲ့နေရတာနှင်းနေတယ်ဗျကျုပ်တို့နင်းပြီးထွက်လာတော့ကျုပ်တို့နောက်ကနေအဲ့ဒီကောင်ကြီးကပြေးလိုက်လာတာဗျဒါပေမဲ့ကျုပ်ကလက်နဲ့ရွယ်လိုက်ရင်သူ့ကိုရိုက်မယ်ထင်ပြီးတော့အနောက်ကိုပြေးပြေးဆုတ်သွားတာကျုပ်ကလည်းသူ့ကိုလမ်းအမယ်စားတနာလာတယ်ဗျ तू ကအပင်ကြီးနဲ့တော်တော်ကြီးကိုလမ်းတဲ့နေရာထိလိုက်လာပြီးတော့ဆက်လိုက်တောင်းတာဗျနောက်တော့အရှိအကြီးကိုပြောပြပြီးတော့သူ့စီကဆက်လိုက်ယူပြီးတော့ချပေးခဲ့တော့တာပဲဗျအဲ့ဒီကောင်ကြီးကလည်းဆက်လိုက်ရပြီးတော့ဂျန်နေရိတ်ခဲရောမြို့ပေတော့ရောက်ရောက်တော့9နာရီထိုးတော့မယ်ဗျ ကျိုးတော့လည်းတကြီးဥစိုးနေကိုအကျိုးချောင်းပြောပြီးတော့ခေါ်လာတာပေါ့တကြီးနဲ့မိဘတွေကလည်းနွားလဲတသိနဲ့လိုက်လာကြတာပေါ့ဗျာအရှိကြီးကတော့မလိုက်ဝင်းတော့ဘူးဗျသူ့စပိန်ကိုပြင်ရင်နဲ့ပေတော့ဗျာသူ့ယောက်ဖအိမ်မှာနေခဲ့မယ်တဲ့ဟိုသူကလည်းတော်တော်သွေးပြက်သွားပုံရပါနဲ့ဗျာကျုပ်ကတော့ပြန်မလိုက်လို့မဖြစ်ဘူးလေနောက်ပြီးတော့လှဲတသိနဲ့သွားတာဆိုတော့လှဲနောင်နာမှာထိုင်ပြီးတော့လိုက်လာခဲ့တာပေါ့ဗျာလှဲရတော့လူသိမ့်မပါပါဘူးဟိုလှဲမောင်းတဲ့လူရဲ့တကြီးရဲ့ကာလာသားကောင်းရဲ့အဲနောက်ပြီးအဖွားကြီးတယောက်ဦးလေးကြီးတယောက်နဲ့ ။ဟိုကျုပ်တို့နဲ့ရွယ်တူကောင်လေးတယောက်လည်းပါသေးတယ်။လဲပေါ်မှာလူများတော့အားရှိတာပေါ့ဗျာ။လဲပေါ်မှာထိုင်ရင်းနဲ့စကားတပြောပြောနဲ့လာခဲ့တာ။အဲညာရှင်းနိုင်ထိုးကနီးလောက်ကြတော့အဲ့ဒီမရဲကြီးပင်ကြီးနောက်ရောက်ပါတော့ဗျာ။အဖိုးကြီးဖွားကြီးကိုကြည့်ရတာလဲဗဇက်ကတွတ်တွတ်နဲ့ဆိုတော့ဖျားသာရွတ်နေတာဖြစ်မယ်ဗျ။လဲမောင်းတဲ့သူကလည်းနွားတွေကိုချိန်ထုတ်ပြီးတော့လှဲကိုအချိန်တင်လိုက်တယ်။တကြီးဦးစိုးတင်ကတော့ကြည်ကြည်ကြောင်ကြည်ရှောက်ကြည့်နေတာဗျ။ကျုပ်တို့ကသစ်ပင်ကြီးအောက်ကဖြတ်တဲ့အချိန်မှာတင်ကန်းကြီးကတဖဲဖဲနဲ့လှုပ်သွားပြီးတော့ တပတ်ကြီးကကျုပ်တို့လဲပုံဟုံးငနဲ့ခုံချတော့တာပဲဗျို့ဟိုခုံချတာမှကျုပ်ရှေတဲတဲကိုခုံချတာဗျကျုပ်ကလည်းလှဲနောင်တာမှထိုင်နေတာမဟုတ်လားဗျအဲ့လိုခုံချပြီးတော့ဗျဘာမပြောညာမပြောနဲ့ကျုပ်ရှေမျက်စောင်းတို့လောက်မှထိုင်နေတဲ့ကောင်လေးကိုဆွဲလုံပြီးတော့လှဲပုံကနေခုံချသွားတာပဲဗျဟိုကောင်လေးကလည်းလှဲရောက်ကိုကြပြီးတော့ဖုန်တွေကတထောင်းထောင်းထသွားတာဗောအဖိုးကြီးအဖွားကြီးတွေကလည်းကောင်လေးကြသွားလို့အော်တော့လှဲသမားလည်းလှဲကိုရဲလိုက်တယ်ဗျတပတ်ကြီးကလည်းကောင်လေးဘော်ကိုတက်ခွာပြီးတော့တခွက်ခွက်နဲ့ထိုးချိန်နေလိုက်တာဗျာ မသိရုပ်ရှင်တွေထဲမှာကြည့်ရတဲ့လက်သီးထိုးခမ်းများလားမှတ်ရတယ်ဗျကျုပ်ကလည်းဘာမှမပြောတော့ဘဲနဲ့လဲပေါ်နေခုံချပြီးတော့တပတ်ကြီးရဲ့ကြောကုန်းကိုလဝါနဲ့ဖြန့်ကနေရိုက်ထည့်လိုက်တယ်အဲဒီကမှတပတ်ကြီးခမောင်းကြောကော့တက်သွားတာပဲမြို့လာတန်းရမို့လို့လာလေတာနေတော့တိတ်မင်အောင်ဆိုပေမဲ့မြင်နေရတယ်ဗျဒါတော်မှတပတ်ကြီးကဟိုကောင်လေးကိုမလှုပ်သေးဘူးနော်ကျုပ်ကနောက်ချက်ထည့်ရလိုက်တော့မှဟိုကောင်လေးကိုလှုပ်လိုက်တာဗျတော်တယ်ပြုံးမယ်ငါလှုပ်ထည့်လိုက်လို့ ကျုပ်လည်းနဲ့ရွယ်တော့တိပ္ပံမို့ပြန်ပြည့်တော်သားပါလိရောဗျဟိုကောင်လေးကတော့မျက်လုံးပြူးမျက်စံပြူးနဲ့ဖြစ်နေပြီတကြီးဦးစိုးတင်နဲ့လဲသမားတော့ကျုပ်ကိုကြည့်လိုက်တာဗျဟိုကဲတင်ရှင်လို့လို့သူရဲကောင်းလို့လို့အကြည့်နဲ့ဟိုကြည့်တာဗျကျုံနဲ့ဟိုကောင်လေးကလည်းလဲပေါ်ကိုပြန်တက်ခဲ့ပြီးတော့လဲကိုအမြန်နှင်ခဲ့တာပေါ့ဗျကျုပ်ကလည်းလဲပေါ်မှာစဉ်းစားနေမိတာဗျဒီကောင်ကြီးကငါ့ကိုဘာလို့ကြောက်တယ်လဲပေါ့နောက်တော့မှညနေရဥပဒါပေးခဲ့တဲ့တိရွယ်လေးကိုသတိရသွားတာဗျဟိုကျုပ်ထင်ပါတယ်တပတ်ကြီးကကျုပ်ကိုကြောက်တာမဟုတ်ဘူးဗျ ဒီတင်းရွက်အစီရင်ကိုကြောက်တာဗျ။တကြီးဦးစိုးတင်ဟာကျွန်တော်တော်တော်လေးလေးစားသွားတယ်ထင်တယ်ဗျ။အေရောက်တော့ကျုပ်အဖေကိုကျုပ်ကြောင်းတွေကိုပြန်ပြော့ပြနေတာဗျ။သူကလည်းတော်တော်အံ့ဩနေပုံရတယ်။အဖေကတော့ကျုပ်ကြောင်းတွေကိုသိနေတော့မယုံပါဘူးဗျ။အမေနဲ့ကြံတဲ့သူတွေကတော့တဖက်ရွာသကြီးတွေမကဘဲနဲ့လဲမောင်းတဲ့ကာလာသားကောင်ကိုအဖိုးကြီးအဖွားကြီးတွေပါပြောတာဆိုတော့ယုံကြတာပေါ့ဗျ။ဟိုဖြစ်ချင်တော့ဟိုကောင်လေးကထောင်တွဲလူမရဲ့ညီငယ်ဆုံးနဲ့ဗျ။ အဲသူတို့ညီကိုနှစ်ယောက်ကမရကြီးပင်ကြီးမှာတခါမဖွဲမရလောက်ပြီးတော့ဇင်ကိုထားဘူးတယ်တဲ့ဗျာအဲ့ဒါကြောင့်တပည့်ကြီးကသူ့ကိုအညှိုးတေးထားတာဖြစ်မှာပေါ့အခါခွင်းသိမ့်မဲ့အချိန်ကိုစောင့်နေတယ်ထင်ပါရဲ့ဗျာကျုပ်တာမပိုင်တော့ဒီကောင်လေးဘာဖြစ်မလဲဆိုတာမတွေးရတော့ပါဘူးရရင်းချင်းပဲပေတော့ရောသူကြီးကလူမိုက်တွေကိုခေါ်ပြီးတော့ပြန်သွားတယ်ဗျာကျုပ်ကတော့အဲ့ဒီညမှာဟီးရိုးဖြစ်ခဲ့တာပေါ့ဗျာနောက်တနေ့ရောက်တော့ကျုပ်ဥပဒါကြီးစီကိုတန့်ပြေတာပဲဗျို့ကျုပ်တို့ဖြစ်ခဲ့တာတွေအကုန်လုံးပျော့ပြလိုက်တယ်ဟုတ်ဥပဒါကြီး ဲ့ဒါဘာအင်းလဲဗျ။ဟိုဘာအင်းစီရင်လဲဥပါသာ။အင်းမင်းသားလေအောင်ပြောရရင်တော့အကုံတိုင်းအင်းပေါ့ကွာ။ဒီအစီရင်လှုပ်ထားရင်မင်းဘာလို့လို့ဘာပြောပြောမင်းတို့တော်တော်များများကြောက်နေလိမ့်မယ်ကွာ။မင်းတပတ်ကြီးနဲ့တွေ့ခဲ့တော့ဒီအစီရင်ကြောက်မင်းကိုဟိုကကြောက်နေတာနေမှာကွာ။အေးပြီးတော့ဒီအင်းကတပွဲတော့အစီရင်တခုကွာ။အဲ့ဒီအစီအရင်ရှိနေသေးတော့မင်းကခွေးကိုပြောရင်ခွေးကိုနိုင်မယ်လူကိုပြောရင်လည်းလူကိုနိုင်မယ်အဲခုနကလိုတရေနဲ့ဖြစ်ရင်လည်းမင်းကတရေကိုနိုင်လိမ့်မယ်ကွာ သူတို့မေးကြတယ်လို့ရဲနဲ့နှိမ့်ဆက်လို့ရတယ်။သူတို့ကဘာမှပြန်မလုပ်နိုင်ကြဘူးကွာ။သူတို့စိတ်ထဲမှာအလိုလိုအဖေအသားကကြောက်တယ်လို့ကြောက်သွားကြတယ်။ဟိုသူပြောတာလည်းဟုတ်တယ်လေ။ဟိုဒါပေမဲ့ကြောက်ကြောက်သွားတာတခုရှိတယ်ဗျ။အဲ့ဒါတော့ကျောက်ကတပတ်ကြီးကိုသွားပြီးတော့စားခဲ့တယ်လို့ဖြစ်နေမလားလို့ပေါ့။တပတ်ကြီးသာကျောက်ကိုအညှိုးတေးထားမယ်ဆိုရင်တော့ကျောက်နောက်တစ်ခေါက်အဲ့ဒီအပင်ကြီးစီကိုမတော်ဝင်တော့ဘူးဗျ။တကယ်လဲကျောက်ထင်တဲ့အတိုင်းပါပဲဗျ။တပတ်ကြီးကကျောက်ကိုညှိုးနေတာပါ။ကျောက်စီမှာအစီရင်ရှိနေလို့သူကကျောက်ကိုကြောက်နေရတာဗျ။ အစီရင်မရှိတဲ့အချိန်မှာကျုပ်ကိုပြန်တွေ့ဖို့ချောင်းနေတာပေါ့ဗျာနောက်တော့သူနဲ့ကျုံနဲ့ကနောက်ထပ်တစ်ချီထပ်နှွဲကြတယ်ဗျာအဲဒါတော့ကျုပ်ကစပကြီးငညိုအကြောင်းမှထည့်ပြောင်းမယ်ဗျာဒီနေ့တော့တော်လောက်ပြီးဆိုင်ဆိုင်နားကြအောင်စို့ဗျာကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်းလေးကတော့ဆရာကတော့ကိုယ်တိုင်ရေးသားထားတဲ့သုံးတီဥပဒါနဲ့အကုံတိုင်အင်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မြန်မာလေးဒီတဲ့ဆွေးဝင်သားတဲ့အကောင်နဲ့ဇလံကောင်းမျိုးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနားဆင်ကြပါဦးခင်ဗျာ ။နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။